အားလုံးပဲမင်္ဂလာပါနော်ဒီတစ်ခေါက်ကတော့နှင်းစီပန်ထိုနီလေးကိုမျှဝေပေးပါမယ်နော်ဒီပန်လေးထိုးမဲ့ဆိုရင်တော့သုံးထားတဲ့ခြေကတော့ Mecotton 5 ply ဒီနွားတစိခြေကိုပဲသုံးပါတယ်နော် SI ကတော့3 by 0 mm ကိုသုံးပြီးတော့ထိုးပါတယ်နော် ပန်းထိုးမှဖြစ်တဲ့အတွက်ပန်းယိုးဒံလေးလိုမယ်နော်ဒါကတော့30စင်တီမီတာပန်းယိုးဒံလေးတွေပါပြီးသွားရင်တော့တိရွက်လေးတွေမှထည့်ဖို့နန်းချိုးလေးလိုမယ်နော်ဒီကုံချမ်းလေးတွေကိုကြတော့ခြီရောင်နဲ့ဆိုင်တိုင်းမှာပန်းယိုးဒံနန်းချိုးအဲ့လိုပြောပြီးတော့ဝယ်ပါနော်ဒါဆိုရင်တော့ဒီပန်းလေးစားပြီးထိုးကြည့်ရအောင်နော်အရင်ဆုံး slit knot လေးတစ်ခါလောက်လိုက်မယ်နော်ပြီးသွားပြီဆိုရင်ဒီနေရာမှာ chain 53ခါထိုးသွားမယ်နော် ဒါဆိုရင်တော့ချိန်53ခပြည့်သွားပြီဆိုရင်ဒုတိယအပေါင်းတဲကိုအထိုးထည့်ပြီးတော့ခြီဆွဲယူမယ်တိုင်တိုထိုးမယ်နော်တတိုင်းနောက်တစ်ပါးကိုသွားမယ်တိုင်တိုထိုးမယ်နှစ်တိုင်းနောက်တစ်ပါးကိုသွားမယ်တိုင်တိုထပ်ထိုးမယ်သုံးတိုင်းအဲ့လိုမျိုးပဲဖို့မီတစ်ပါးကိုတိုင်တိုတစ်ချက်တစ်ချက်နဲ့တိုင်တိုစုစုပေါင်း52တိုင်ပြည့်အောင်ထိုးခဲ့ပေးပါနော် တိုင်းတို့ရေအတွက်52တိုင်ပြည့်ပြီဆိုရင်နောက်တစ်စစ်တက်ဖို့ချိန်နှစ်ခါထိုးမယ်ပြီးသွားရင်ဒီလိုလေးလှည့်လိုက်မယ်နော်လှည့်ပြီးသွားရင်အမှတစ်ခါရစ်မယ်ဒီပထမဆုံးအပေါက်လေးထဲမှာတိုင်ရှည်တစ်တိုင်ထိုးမယ်တိုင်ရှည်နော်တစ်တိုင်နော်ပြီးရင်အမှရစ်မယ်အောက်မှာနှစ်ပေါက်ကြော့မယ်သုံးပေါက်များပေါက်မှာ တိုင်ရှည်တတိုင်းထိုးမယ်ပြီးရင်ချိန်နှစ်ခါလာမယ်ပြီးရင်အံ့မှာရင့်မယ်ပြီးတော့အဲ့ဒီအပေါင်းမှာပဲတိုင်ရှည်ထပ်ထိုးမယ်ဒါဆိုရင်တပေါက်ထဲမှာတိုင်ရှည်နှစ်တိုင်ဖြစ်သွားတာပေါ့နော် V ပုံစံလေးပေါ့နော်ပြီးရင်အံ့မှာရင့်မယ်နှစ်ပေါက်ကြော်မယ်သုံးပေါက်များပေါက်မှာတိုင်ရှည်ပြီးရင်ချိန်နှစ်ခါ အဲ့အဲ့ဒီပေါက်မှာပဲတိုင်ရှည်ထပ်ထိုးမယ်။ဒါဆိုရင်တပေါက်ထဲမှာတိုင်ရှည်ချိန်နှက်ခါတိုင်ရှည် V ပုံစံလေးရသွားမယ်နော်။နှက်ခါရှိပါပြီနော်။ပြီးရင်နှစ်ပေါက်ကျော်နောက်တစ်ပေါက်မှာတိုင်ရှည်ချိန်နှက်ခါအဲ့ဒီပေါက်မှာပဲတိုင်ရှည်ဒါဆိုရင် V ပုံစံလေး၃ခုရသွားပြီနော်။အဲ့လိုပုံစံမျိုး၁၈ခုပြည့်အောင်ထိုးခဲ့ပါနော်။ အဆုံးထိရောက်ပြီဆိုရင်ဒီလို v ပုံစံလေး18ခုပြည့်နေရမယ်နော်။ဒါဆိုရင်တော့နောက်တစ်စက်တက်ဖို့ chain နှစ်ခါတက်မယ်။ပြီးရင်ဒီလိုလေးပြန်လှည့်မယ်။လှည့်ပြီးသွားရင်ဒီမှာတစ်ချက်ကြည့်မယ်နော်။ဒီပထမဆုံးဒီနေရာမှာဆိုရင် v ပုံစံအပေါက်လေးရှိတယ်။ဒီလို v ပုံစံအပေါက်လေးတွေကို မထိုးဘူး။ဒီနှစ်ခုရဲ့ကြားကဒီအပေါက်မှာထိုးမယ်။ဒီအပေါက်ကိုမထိုးဘူးနော်။ဒီဘေးနားကဒီအပေါက်လေးမှာထိုးရမယ်နော်။ GV အပေါက်လေးတွေကိုမထိုးဘဲနဲ့ဒီအပေါက်တွေမှာထိုးမယ်နော်အဲ့ဒါလေးတတိထားပြပါနော်တိုင်ရှည်နှစ်တိုင်ထိုးမယ်ဒီအဲ့ဒီတပေါက်ထဲမှာပဲနော်နှစ်ပြီးရင်ချိန်နှစ်ခါအဲ့ဒီအပေါက်မှာပဲတိုင်ရှည်နှစ်တိုင်ထပ်ထိုးမယ်ဒီ နှစ်ဒါဆိုရင်တစ်ချိန်ပေါ့နော်ပြီးသွားရင်နောက်တစ်ချိန်လဲအဲ့လိုပဲ v ဆိုတဲ့အပေါက်ထဲမှာမထိုးဘူးကြော်လိုက်မယ် v နှစ်ခုရဲ့ဂျာကအပေါက်ထဲမှာသွားထိုးမယ်တိုင်ရှည်နှစ်တိုင်ချိန်နှစ်ခါပြီးရင်တိုင်ရှည်နှစ်တိုင်ပြန်လာမယ်တတိုင်နှစ်တိုင်ဒါဆိုရင်နှစ်ချိန်ရပြီเนาะ ဒီလိုမျိုးအနေထားလေးပေါ့နော်နောက်တစ်ချိန်ထိုးရအောင် MI ရစ်မယ် V ရဲ့ဈာတွေကပေါ့ပေါ့နော်ပေါ့မှာတိုင်းရှည်နှစ်တိုင်းချိန်နှစ်ခါအဲ့ဒီပေါ့မှာပဲနောက်ထပ်တိုင်းရှည်နှစ်တိုင်းဒါဆိုရင်၃ချိန်ရသွားပြီနော်အဲ့ဒီပုံစံတိုင်း18ချိန်ပြည့်အောင်ဒီအဆုံးထိပေါ့နော်ထောက်ရှောင်းထိုးသွားမယ်နော် ဒါဆိုရင်တော့အဆုံးမှဆိုရင်ဒီလိုအချွန်လေး18ခုပြည့်ပြီဆိုရင်နောက်တစ်စက်တက်ဖို့ chain တစ်ခါပဲထိုးမယ်ပြီးရင်ဒီလိုလေးလှည့်မယ်เนาะလှည့်ပြီးသွားရင် MI ရက်လိုက်မယ်ဒီအချွန်လေးထဲမှာเนาะအချွန်လေးထဲမှာအပေါက်ဖြစ်နေတယ်เนาะအဲထဲမှာတိုင်ရှည်လေးတွေထိုးမယ်ဒီ၈တိုင်ပြည့်အောင်ထိုးမယ်เนาะတပေါက်ထဲကိုနင်းတော့ လေငါခြာခွန်ရှစ်ရှစ်တိုင်ပြည့်ပြီဆိုရင်ဒီဂျားလေးလေးတဲမှာเนาะဒီမှာတိုင်ရှင်းနှစ်တိုင်ကိုကြော်ပြီးတော့ဒီဂျားထဲမှာတိုင်တို့ထိုးမယ်တစ်ချိန်ရပြီเนาะပြီးရင်အမ်မာရစ်မယ် now အချုံလေးတစ်ခုကိုထပ်သွားမယ် တိုင်ရှည်၈တိုင်ထိုးမယ်နော်။နှစ်တိုင်၃၄၅ချာခေါင်ရှစ်ရှစ်တိုင်ပြည့်ပြီဆိုရင်ဒီဂျာလေးတွေထဲမှာတိုင်တို့ထိုးမယ် နှစ်ကြိမ်ရပြီเนาะဒီလိုပုံစံလေးနှစ်ကြိမ်ရပြီအဲ့လိုမျိုးပဲဒီအဆုံးထိ18ကြိမ်ထိုးပါเนาะအဆုံးထိရောက်ပြီဆိုရင်ဒီနေရာလေးမှာချိန်တစ်ခါလောက်ထိုးပြီးတော့ခြီးဖြတ်မယ်เนาะခြီးနည်းနည်းရှည်ရှည်လေးဖြတ်မယ်เนาะဒါဆိုရင်ဒီဘက်ခြံကအလှဒီခွက်နေတဲ့ဘက်ခြံကအလှပဲเนาะသူ့ကိုအတွင်းမှာထားမယ် ဒါကမလှတယ်ပဲเนาะသူ့ကိုအနောက်ဘက်ခြမ်းမှာထားမယ်ပြီးရင်ပန်ရိုးတံလေးကိုဒီထိတ်နာလောက်လေးမှာနည်းနည်းလေးတော့ခောက်လိုက်မယ်เนาะဒီထိတ်နာလေးကိုနည်းနည်းလေးခောက်လိုက်မယ်ခောက်ပြီးသွားပြီဆိုရင်ဒီစစောကထိုးခဲ့တဲ့ဒီညာဘက်ခြမ်းเนาะအစာဘက်ပေါ့เนาะဒီအစာဘက်မှာဒီအလယ်နာလောက်လေးမှာဒီလိုလေးထည့်မယ်ဒီခြေစားလေးကိုကြတော့ညှက်လိုက်တော့မယ်เนาะ ပြီးရင်ဒီနေရာလေးမှာကော်လီနဲ့ကပ်မယ်နော်ဒီနေရာမှာ ကော်လီနဲ့တောက်လိုက်မယ်နော်ပြီးရင်ဒါလေးကိုမှောက်ချမယ်ဒီလိုမှောက်ပြီးတော့ကပ်မယ်နော်ပြီးရင်ဒီမှာကော်နဲ့ထက်ကက်မယ်300ရာလောက်ကက်မယ်เนาะလိုက်တဲ့အခါကျရင်တတိထားပေးပါเนาะလိုက်တဲ့အခါကျရင်အပေါ်ကိုမြင့်တက်သွားရမယ်เนาะ အောက်ကိုနှိမ့်စင်သွားတာမျိုးမဟုတ်ပဲနဲ့တခါကဲ့ရင်အပေါ်ကိုပဲမြင့်တင်သွားပြီနော်ဒီလိုလေးအပေါ်ကိုအပေါ်ကိုမြင့်တင်သွားမယ်နော်အဲ့တော့မှပွတ်ဖက်လေးတွေဟာအပေါ်ဘက်ကိုကြွနေမှာပေါ့နော်ဒီလိုအပေါ်ကိုနော်အပေါ်ကိုပဲတက်သွားရမယ်သူကအစိမ်းဒီလိုမျိုးအပေါ်လေးကိုတက်သွားမယ် ဒီနေရာမှာဆိုရင်လည်းနောက်ဆုံးရောက်လေအပေါ်ကို တက်သွားလေးပဲเนาะဒီလိုအပေါ်အပေါ်ကို ရောက်သွားမှရမှာเนาะနှင်းစီပန်းရကြတော့ဒီလိတ်တဲ့နေရာမှာစကားပြောတာပါเนาะဒီလိုလေးလိတ်တက်တယ်ဆိုလို့ရှိရင်ပန်းပွေရဲ့ပုံစံလေးပို့ပြီးတော့ပုံထွက်လာပါတယ်เนาะအောက်ဘက်ကိုကြည့်မယ်ဆိုရင်ဒီအောက်ဘက်ကဒီလိုနေထားလေးဖြစ်နေရမှာเนาะဒါဆိုရင်တော့ဒီကြိုးစားလေးကိုအနာသိမ့်လိုက်မယ်เนาะဒီလိုအောက်အောက်ဘက်ခြံလေးကိုစိုက်ပြီးတော့ထားမယ်เนาะ လိုချုပ်သွားမယ်တေချာချုပ်စရာမလိုဘူးပေါ့နော်ဒီလိုလေးတစ်ချက်ဒီပုံမှာတစ်ချက်အဲ့လိုဆိုရင်ရပြီနော်လိုချာလေးတွေတွေကိုအခုဗီဒီယိုတွေကအတိုင်းပဲချုပ်သွားလိုက်ပါနော် ဒါဆိုရင်တော့ပန်းထိုးတဲ့အပိုင်းလေးပြီးပြီနော်ပြီးသွားပြီဆိုရင်အောက်ခံပွက်ဖက်လေးထိုးဖို့အတွက် margarine လေးလုပ်မယ်နော်ချိန်နှစ်ခါပြီးရင်ဒီ margarine နဲ့မှတိုင်ရှည်ထိုးမယ်ဆက်နှစ်တိုင်ပေါ့နော်ဒီနေတော့အဲ့လိုပဲဆက်နှစ်တိုင်ပြည့်အောင်ထိုးခဲ့ပါနော် စနစ်တိုင်ပြည့်ပြီဆိုရင်ဒီစူးစားလေးကိုတင်းတင်းဆွဲမယ်ပထမဆုံးတိုင်ရှည်ရဲ့ထိပ်မှာအထည့်ပြီးတော့ရှက်ကော်နဲ့ချိန်မယ်ပြီးရင်နောက်တစ်စစ်တက်မယ်နော်ချိန်ခဏခါထိုးမယ်နော်ဒီ1 2 3 4 5 6 9 6ချိန်ခဏခါထိုးပြီးသွားပြီဆိုရင်ဒုတိယပေါက်ကနေပြီးတော့ရှက်ကော်လုံးမယ်ဒုတိယပေါက်မှာနော်ခြေယူလာမယ် အထဲကခွင်းလေးကိုထည့်ချတစ်ချိန်နော်နောက်တစ်ပောင်းကိုသွားမယ်ရှက်ကော်ပဲထပ်လုံးထပ်လုံးမယ်နော်နှစ်ချိန်နောက်တစ်ပောင်းကိုသွားမယ်တိုင်းတူထိုးမယ်နောက်တစ်ပောင်းမှာကြတော့တိုင်းလက်အမှရစ်မယ်ချီယူလာမယ်အပေါ်ကသုံးခွင်းလုံးကိုကြောမယ်တိုင်းလက်နောက်တစ်ပောင်းမှာတိုင်းရှည်တိုင်းရှည်တဲ့တိုင်း ောက်တစ်ပေါက်မှာကြတော့နှစ်ရစ်တင်တိုင်းရှည်ဖြစ်တဲ့အတွက်အမှားနှစ်ခါရစ်မယ်ချီယူလာမယ်ရှည်နှစ်ပေါက်တစ်ခါနောက်ထပ်နှစ်ပေါက်တစ်ခါနောက်ဆုံးနှစ်ပေါက်တစ်ခါနော်ပြီးရင်တော့ဒီရှက်ကော်ချိန်တဲ့ပေါက်ကိုကြော်မယ်။နောက်တော့ဒုတိယပေါက်မှာရှက်ကော်နဲ့ချိန်မယ်။ဒီလိုလေးတစ်ခုရမယ်နော်။ပြီးရင်စောစောအတိုင်းပဲချိန်ခွနခါထိုးမယ်။ ပြီးရင်တော့ဒုတိယပေါက်မှာရှက်ကောနောက်တစ်ပေါက်မှာလည်းရှက်ကောရှက်ကောနှစ်ခါနောက်တစ်ပေါက်မှာကြတော့တိုင်တို့နောက်တစ်ပေါက်မှာတိုင်လက်နောက်တစ်ပေါက်မှာတိုင်ရှေနောက်တစ်ပေါက်မှာနှစ်ရစ်တင်တိုင်ရှေ ပြီးရင်တပောက်ကြော်မယ်နောက်တစ်ပောက်မှာ ရှာကော်နဲ့ချိန်အဲ့လိုမျိုးပဲဒီလိုမျိုးအချွန်လေး6ခုရအောင်ထုတ်ခဲ့ပါနော်6ခုပြည့်ပြီဆိုရင်တော့ဒီပထမဆုံးအစရဲ့နေရာနားလောက်လေးမှာပေါ့နော်အဆင်ပြေသလိုပဲရှက်ကွန်နဲ့ချိန်လိုက်မယ်နော်ပြီးရင်ချိန်တစ်ခါထိုးမယ်ချီပြတ်မယ်နော်ရှည်ကြီးပြတ်စရာတော့မလိုဒီချီစားနှစ်ခုကိုအနောက်မှာချီပြီးတော့တိုင်မယ် ီအစနဲ့အဆုံးနဲ့နှစ်ခုကိုနှစ်ခါလောက်ခြီးထားလိုက်ပါနော်ဒါဆိုရင်တော့ဒီဘက်ကမလှတဲ့ဘက်နော်ဒါကအလှဘက်နော်ဒါဆိုမလှတဲ့ဘက်ကနေပြီးတော့ယိုးတန်ကိုထိုးချလိုက်မယ်နော်ပြီးရင်ဒီနေရာမှာကော်နဲ့ကပ်ပါမယ်နော် ဒီအချွန်လေးတွေကိုလည်းတစ်ခုချင်းစီကတ်သွားမယ်နော်ဒါဆိုရင်တော့အချွန်လေးတွေအားလုံးကတ်လို့ပြီးသွားပြီเนาะပြီးရင်တော့တိရွက်လေးဆက်ထူကြည့်ရအောင်เนาะအရင်ဆုံး slit knot လေးတစ်ခါလုံးမယ်เนาะပြီးရင် chain ဆက်နှက်ခါ တဲ့နေတော့၄၅၆ခွန်၈၉၁၀စတိစနစ်ချိန်ဆက်နှက်ခါပြီးပြီဆိုရင်ဒုတိယအပေါင်းမှာတိုင်းတို့စထိုးမယ်เนาะချီယူလာမယ်ဒီနေရာမှာနန်းဂျိုလေးထည့်မယ်เนาะအန်နဲ့ချီရဲ့ကြားထဲမှာနန်းဂျိုလေးကိုဒီလိုလေးထည့်မယ်နန်းဂျိုကိုကြော်ပြီးတော့ချီဆွဲယူလိုက်မယ်เนาะတိုင်းတို့တတိုင်း အင်းအမှရစ်မယ်နောက်တစ်ပောင်းမှကြတော့တိုင်လက်ထုံမယ်သုံးပောင်းလုံးကြော်ပါเนาะဒီနန်းကျိုးရှိရှိလေးဆွဲထားလို့ရတယ်เนาะပြီးရင်တိုင်ရှည်တိုင်ရှည်ထုံမယ်เนาะနောက်တစ်ပောင်းမှပြီးရင်နှစ်ရစ်တင်တိုင်ရှည်ထုံမယ်အမှနှစ်ခါရစ်မယ်နှစ်ရစ်တင်တိုင်ရှည်ငါးတိုင်ထုံမယ်เนาะ ခကျော်တယ်။နှစ်ခါသုံးခနှစ်ရက်တင်တိုင်းရှည်ကသုံးခကျော်တယ်နော်။တတိုင်ရပြီဆိုတော့ဒါဆိုရင်နှစ်တိုင်းနောက်တစ်ပေါင်းမှာသုံးတိုင်းလေးတိုင်း ၅အတိုင်း၅အတိုင်းပြည့်ပြီဆိုရင်တော့ရိုးရိုးတိုင်ရှည်တတိုင်းထိုးမယ်နောက်တစ်ပေါက်မှာเนาะတိုင်ရှည်နောက်တစ်ပေါက်မှာတိုင်လက်၃ပေါက်လုံးကြော်เนาะဒီနောက်ဆုံးပေါက်မှာကြတော့တစ်ပေါက်ထဲကိုတိုင်တို့နှစ်တိုင်အရင်ထိုးမယ်တိုင်တို့နှစ်တိုင်ပြီးရင်ချိန်တက်ခါထိုးမယ် ီးရင်စစောကတိုင်တူတဲကိုအထုတ်ထဲမဲ့ခြီးနှစ်ပေါက်လုံးထဲဝင်ပြီးတော့ရှက်ကော်လောက်လိုက်မယ်။ပြီးရင်အဲ့ဒီပေါက်မှာပဲတိုင်တူထိုးမယ်။အဲ့လိုတပေါက်ထဲမှာအဲ့လိုမျိုးဖြစ်သွားမယ်နော်။ပြီးသွားရင်တော့ဒီအောက်ကနန်းချိုးကိုတူတူလေးခြံခဲ့ပြီးတော့ဒါလေးကိုခောက်ချလိုက်မယ်။ခောက်ပြီးသွားရင်နောက်တစ်ပေါက်မှာတိုင်လက်ထိုးမယ်နော်။ဒီအနေထားလေးရမယ်နော်။ အမ်းမာရစ်မယ်နောက်တစ်ပေါက်ကိုဆင်းမယ်တိုင်လက်ရဲ့အောင်တတဲမှာ တိုင်လက်တတိုင်ဒီအနောက်ကခြီစားကိုသိမ်းပြီးတော့တိုင်လက်စထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှည်တိုင်ရှည်တတိုင်ပေါ့နော်ပြီးရင်စစောကားလိုပဲနှစ်ရက်တင်တိုင်ရှိတပေါက်တိုင်စီနဲ့ငါးတိုင်ထိုးမယ်နော်တိုင် ဒီနောက်ကခြေစားလေးဖြတ်တော့မယ်နော်အမှန်နကရစ်မယ်နောက်တစ်ပေါက်မှာဆက်ထိုးမယ်နှစ်တိုင်းအမှန်နကရစ်မယ်တောင်းတိုင်း လေးတိုင်းငါးတိုင်းငါးတိုင်းပြည့်ပြီဆိုရင်နောက်တစ်ပေါက်မှာရိုးရိုးတိုင်းရှည်တိုင်းနောက်တစ်ပေါက်မှာတိုင်းလက်နောက်ဆုံးပေါက်မှာကြတော့တိုင်ဘွားပေါ့เนาะတိုင်ဒိုနဲ့ထိုးမယ်เนาะတိုင်ဘွားကိုတစ်ပေါက်ထဲနှစ်တိုင် တပေါက်ထဲတိုင်းတို့နှစ်တိုင်းပေါ့နော်နောက်ဆုံးပေါက်မှာတပေါက်ထဲတိုင်းတို့နှစ်တိုင်းထိုးလိုက်မယ်ပြီးရင်ပထမဆုံးတိုင်းတို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နော်ပြီးရင်ချိန်တစ်ခါထိုးမယ်ချီဖြတ်တော့မယ်နော်ချီအရန်ရှိရတော့ဖြတ်စရာမလိုဘူးနော် ဒါဆိုရင်တော့နန်ဂျိုလေးကိုဒီနှစ်ခုအညီညှန်လိုက်မယ်နော်။ဒါဆိုရင်တော့တေးရွက်လေးထိုးလို့ပြီးပြီနော်။လက်နဲ့ပုံသွင်းပြီးပြီဆိုရင်ဒီအောက်ကနန်ဂျိုလေးတွေဖုံးသွားတဲ့အထိကျန်နေတဲ့ဂျိုစာလေးတွေနဲ့ပတ်သွားလိုက်မယ်နော်။ ဒါဆိုရင်တော့ဒီလိုတိရပုံစံလေးနှစ်ခုထုတ်ခဲ့ပါเนาะတချို့နှင်းစီတွေလိုမျိုး၃ခုပေါ့เนาะတိရ၃ခုနဲ့အလားဆင်ခြင်းလဲဆိုရင်လည်းရတယ်เนาะပန်းတွေအများကြီးထိုးတဲ့အခါကျရင်တစ်ခုနဲ့တစ်ခုအတိုးအရှိညီအောင်လို့အရင်ဆုံးဒီဟာလေးကိုဖြတ်ထားပါเนาะဖြတ်ထားပြီးသွားပြီဆိုရင်ဒီအောက်ကနေစပြီးတော့ကော်လေးနည်းနည်းကတ်မယ်ပြီးရင်တော့အစိမ်းအောင်ခြေလေးနဲ့စပြီးတော့ဒီအောက်ကနေစပတ်မယ်เนาะဒီလိုလေးပတ်မယ်เนาะ စစ်စစ်ကလေးပတ်ပါနော်ဒီကနေစပတ်လဲဆိုတာကနှစ်ထက်ပေါ့နော်ရိုးတန်လေးထူထူဖြစ်အောင်လို့ပေါ့နော်ဒါရှောက်ပတ်သွားပါနော်ပန်းပွင့်နားရောက်ရင်ကော်နဲ့တစ်ခါထပ်ပြီးတော့ကတ်မယ်နော်ညားသွားလဲဘာမှမဖြစ်ဘူးနော်ကော်ဒီနေရာမှာဒီအပေါ်ထီတစ်ခါတက်သွားမယ်ပြီးရင်ဒီအောက်ကိုပြန်ဆင်းလာမယ်ဒီနေရာမှာကော်လေးတွေဖုံးသွားအောင်စစ်စစ်ကလေးပတ်ပြီးပါနော် ပြီးရင်တရွက်ကလေးစမ်းကြည့်ပါတော့ကိုထားခြင်းတဲ့နေရာနားရောက်ရင်ရက်မယ်နော်ဒီနေထားလောက်ရောက်ပြီဆိုရင်တော့ဒီနေရာမှာစပြီးတော့ခြိနဲ့တရွက်နဲ့ပတ်လိုက်တော့မယ်နော်ဒီမှာအလှဘက်နဲ့မလှဘက်နဲ့တတိထားပါနော်အလှဘက်ကအတွင်းဘက်ကိုရောင်းဝဲရမှာပါနော်ဒီလိုမျိုး အလှဘက်ကကျင်ရုပ်မစိုးအောင်လို့ပေါ့နော်တဝက်လောက်ရပြီဆိုရင်ဒီနန်းကျိုးလေးကိုအနောက်ဘက်ကိုပို့လိုက်မယ်နော်ဒါဆိုရင်ဒီအရှိတ်ဘက်လေးကလှသွားမှာပေါ့နော် ဒီလိုဆိုရင် အရှိပိုင်းအကြည့်ရင်တော့ဒီပန်းပွေလေးဟာတိရွက်ရဲ့ယူတဲ့လေးတွေဟာဖူနေတာမျိုးမရှိတော့ဘူးပေါ့နော်။ဒါလေးကိုဒီအဆုံးထိပေါ့နော်ဆက်လုပ်တော့ပါနော်။အဆုံးနာရပြီဆိုရင်တော့ဒီမှာကော်လေးနဲ့ကော်လေးတုံးမယ်နော်။တုံးပြီးသွားပြီဆိုမှဒီဟာလေးကိုဆက်ပြီးတော့ပတ်မယ်နော်။ ဒါဆိုရင်တော့နှင်းစီပန်လေးထိုးလို့ပြီးပါပြီเนาะတခြားကိုကြိုင်းနေတဲ့အယောင်လေးတွေနဲ့ထိုးကြည့်ကြပါနော်